င်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါရမယ်မြင်းကလေးအတွက်လွန်စွာစိတ်ထိတ်ခိုက်ကြောင်းနဲ့နေပြည်တော်အစင်းအောင်နေရှိမိခင်တော်ဆန်းစုကြည်ကိုလည်းစိုးရိမ်ပူပန်နေကြောင်းတားဖြစ်သူကိုထိန်နေပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မြန်မာနိုင်ငံတွင်ငလင်တန်းကြောင့်ပြည်သူတွေဒုက္ခခံစားနေရသလိုနေပြည်တော်အချင်းအောင်မှာထိမ့်သိမ့်ခံရပြီးအဆက်အသွယ်ဖြတ်တောက်ခံထားရတဲ့မိခင်ဖြစ်သူတောင်ဆန်းစုကြည်ရဲ့အခြေအနေပေါ်စိုးရိမ်ပူပန်နေရလို့ Kim Eric ကကိုထိန်လင်းကလူမှုကွန်ရက်မှာရှင်းသားဖော်ပြထားပါတယ်။ကိုထိန်လင်းကတောင်ဆန်းစုကြည်ရဲ့လုံခြုံရေးကိုအတည်ပြုဖို့နိလမရှိတဲ့ပြင်ဆီယနာရှင်ဘက်ကလည်းလူအခွင့်အရေးတစ်ခုဖြစ်တဲ့ဆက်သွယ်ခွင့်ရရှိဖို့ညှင်းပယ်နေတာတဲ့ကြောင့်မိမိကျမ်းမာရေးအခြေအနေကိုစိုးရိမ်မိပါတယ်လို့ရှင်းသားဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့အကြီးအမားဆုံးထိခိုက်စေခဲ့တဲ့ငလင်ကြောင့်မန္တလေးစကိုင်းနဲ့အစားနေရာတွေက အသက်အိုးအိမ်စီးစိမ်ပျက်စီးဆုံးရှုံးခဲ့ရမှုတို့အလွန်စိတ်ထိခိုက်ဝမ်းနည်းရတယ်လို့ကိုထိန်နှင်းကပြောဆိုပါတယ်။ မြန်မာပြည်သူပြည်သားတွေမတွေးဝန်းစရာအကြံဖတ်မှုတွေတိုက်ခိုက်မှုတွေနဲ့ပြည်내ထုတ်ချက်မှုတွေနဲ့ကြုံတွေ့နေရပြီးဆင်းရဲဒုက္ခများစွာကိုစံစံခံရှင်ဆိုင်နေရစေဆရာနာရှင်ရဲ့လူသားချင်းမဆာနာပဲတဘာဝဘေးအန္တရာယ်ကြာကနေလူသားချင်းဆာနာမှုကင်းမဲ့စွာထပ်မံပြီးလေကြောင်းနဲ့တိုက်ခိုက်ခဲ့တဲ့ပုံအင်မတန်ထိခိုက်နာကျင်ရတယ်လို့လဲကိုထိန်လင်းကဆိုပါတယ် ထောင်ဆန်းစုတည်ရဲ့ဆောင်ရွက်မှုနဲ့ဘီအန်နီရဲ့ကာကွယ်ရမုံငွေကိုမာတီတီထောင်ခေရထောက်ပံ့ခြင်းငွေတွေကိုအခုလိုအရေးပေါ်ခြေအနေတွေမှာလိုအပ်နေတဲ့ပြည်သူပြည်သားတွေအတွက်အတူရှိရှိထောက်ပံ့ပေးဖို့အတွက်ဆီယနာရှင်အစိုးရကတင်ဆက်ထားမယ်လို့မျှော်လင့်မိပြီးမြန်မာနိုင်ငံသူနိုင်ငံသားတွေစစ်တပ်ရဲ့ထိန်းချုပ်မှုကနေလွတ်မြောက်ပြီးတော့အမြန်ဆုံးလင်မြန်နဲ့ပံ့ပိုးထောက်ပံ့ကူညီမှုရှားတင်ရထိုက်တယ်လို့လည်းခင်ငါဆိုပါတယ် ဆီယနာရှင်ထိန်းချုပ်ကန့်သတ်ထားတာမရှိဘဲလိုအပ်နေတဲ့ပြည်သူတွေဆွေကိုစေဝါအကူအညီထောက်ပံ့တွေအမြန်ဆုံးရရှိဖို့လိုအပ်ပြီးတော့မြန်မာနိုင်ငံသူနိုင်ငံသားတွေပေါ်အမြဲတမ်းကူညီပံ့ပိုးမှုတွေအင်မတန်ကိုအရေးပါတယ်လို့ခင်အဲရစ်ခေါ်ကိုထိန်လင်းကရှင်းသားဖော်ပြထားပါတယ်။ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့တရင်ဆောင်ကတော့ဆီယနာတိမ်မှုနဲ့စစ်ကောင်စီပေါ်အယုံကြည်ကိမဲမှုကြောင့်ငလင်ကယ်စရင်အားနည်းခဲ့ရတယ်လို့တော်လိုင်းတပ်ဖွဲ့ခေါင်းဆောင်များပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်တပ်အာဏာသိမ်းမှုကြောင့်ငနေပါဝင်တဘာဝပင်ကယ်ဆယ်ရေးလုပ်ငန်းများ၌ပြည်သူများဝန်ဝန်လုံဆောင်ကြမည်လို့အားများဆုံးရှုံးခဲ့ရတကယ်တော့စစ်ကောင်စီပေါ်အယုံကြည်ကင်းမဲ့မှုကြောင့်လည်းကုညီထောက်ပံ့မှုများအားနည်းစေခဲ့ကြောင်းတိုင်းသားတော်လှန်ရေးတပ်ဖွဲ့ကောင်းဆောင်များနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူများကပြောဆိုပါတယ် ရမနီမှာအင်အားပြင်းငန်လင်လောက်ကမှုကြောင့်စကိုင်းနဲ့မန္တလေးတိုင်းပါဝင်နိုင်ငံတော်ဝန်ထိခိုက်ဒေဆုံမှုပြက်စီးမှုများစွာရှိခဲ့ပေမယ့်ကယ်ဆယ်ရေးပိုင်းမှာလိုအပ်ချက်များစွာရှိနေပြီးတော့အကူအညီများလိုအပ်လျက်ရှိပါတယ်။ကယ်ဆယ်ရေးအားနည်းမှုကစစ်ကောင်စီပေါ်အယုံကြည်အားနည်းမှုကြောင့်အဓိကဖြစ်တယ်လို့ယူဆကြောင်းချင်းမျိုးသားတပ် CNF ပြောရေးဆိုခွင့်ရှိသူစလိုက်ထန်နီကပြောပါတယ်။ နင်းနာတဲ့ပြည်သူတွေနဲ့ထတ်တူဝမ်းနေပါတယ်။ကင်စင်အားနေသွားတာကနင်းနာသူတွေစီအလူတန်းတွေလက်တွေ့ရရှိမှုပေါ်ယုံကြည်မှုအားနေလို့တော့ထင်ပါတယ်။အတိတ်ကတော့တာဝန်ယူတဲ့စကားစားပေါ်ပေါ်လို့ slide ထက်နေကပြောကြပါတယ်။ချင်းပြည်နယ်မင်းတပ်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့တာဝန်ရှိသူ slide ရုံးမှန်ကလည်းမင်းအောင်လိုက်အာနာသိမ့်မှုကြောင့် လူငယ်များလမ်းနက်ကင်တော်လိုင်းလှုပ်ဆောင်နေရပြီးအကယ်၍အာနာမသိငယ်ပါကလူငယ်များစွာစေရနာဝန်ထမ်းဖြင့်လောက်ကနေကြပြီဖြစ်ဟု၎င်း၏ Facebook မှာရှင်းတာထားပါတယ်။ဒီနေ့ငလင်ကြောင့်ပြည်စီဆုံရှုံတည်ကြည်နေကြရတဲ့ပြည်သူတွေအတွက်တိုင်းနဲ့ချီတဲ့တော်ရဲကလူငယ်တွေကစေရနာဝန်ထမ်းဖြင့်ရှားရနေရကနေကူညီပါဝင်နေကြမှာတော့အသေးချပါ။အခုတော့ကိုမကူနိုင်တဲ့အခြေအနေတွေကိုထိုင်ကြည့်ပြီးတော့စိတ်ထိခိုက်နေကြတဲ့ဘဝတွေလို့ Slayer Man ကပြောပါတယ်။ လူငယ်တွေက အာနာမသိမ့်မီကိုဗစ်ကာလမှာတရားမီကိုမကြောက်ပဲဗိုလန်တီးယားလုပ်ခဲ့ကြသည်ကိုဥမာပေးပြီးတော့ပြောပြသွားတယ်ရေစကြုံမျိုးနဲ့ပြည်သူ့ကောင်ွယ်တပ်ဖွဲ့ပါကားဖတာဝန်ခံရဲဘော်ဝေကြီးကလည်းရကုငလင်ပေးသည့်ခေကလာဖြင့်ရှင်ပြောရမည်ဆိုပါကအာသူပါအိမ်ဘုံးကျဲခံလိုက်ရတကယ်တို့ဖြစ်တယ်လို့၎င်းရဲ့ Facebook မှာရေးသားထားပါတယ်။ပြည်သူရွေးချယ်ထားတဲ့ပြည်သူ့အပေါ်စေရနာထားတဲ့ပြည်သူ့အစိုးရအုပ်ချုပ်ချိန်မှာတော့တဘာဝကဆိုးကြုံလာချိန်မှာအစိုးရရန်နေရမလုံလောက်မှုကြောင့် ပြည်သူတွေလူငယ်တွေအကုံဝိုင်းကူကြရလက်တွဲကြော်လာကြတာပါအခုတော့ပြည်သူပေါ်စေရနာရှုပ်တဲ့မအားလားကဘာမှလုပ်ပေးမှမဟုတ်သလိုကူကြယုံကြရှေးထွက်လာကြမဲ့လူငယ်ပရာဟိတသမားတွေကလည်းတောထဲတောင်နဲ့တိုက်ပွဲတွေမှာတိုင်းပြည်အရေးပရာဟိတအသက်ပေးနေရခြင်းပြည်သူအချင်းချင်းဒုက္ခဝင်များကြလက်တွဲကူကြပါလို့ရဲမဝေကြီးကတိုက်တွန်းထားပါတယ်တော်လိုင်းအောင်မြင်မှ ဖြစ်မယ်လို့လဲရဲဘော်ဝေကြီးကရှင်းသားထားပါတယ် မန္တလေး PDF စေဦးစေးဖွဲ့ဝင်ဒေါက်တာဆိုးသူရစောကလည်းဝန်내ခံပြင်းစရာအကောင်းဆုံးကိစ္စတစ်ခုကတော့ကျွန်တော်တို့လုံအားတွေဆုံးရှုံးရခြင်းပဲအမှန်တကယ်ဆိုဒီကာလမှာ script အယောင်ဆုံးနဲ့ကျမရဲ့ဝန်ထမ်းနဲ့အင်းနိုင်အားတိုင်းအလုပ်လုပ်ရမယ့်အချိန်တိန်တယောက်စင်းခေါ်စရာမလိုပဲပြည်သူတွေဝိုင်းကြဝန်ဆောင်မယ့်အချိန်လို့၎င်းရဲ့ Facebook မှာရေးသားထားပါတယ် စကောင်းဆောင်များက၎င်းတို့စီးစိန်အာနာတီမြဲအတွက်တိုင်းပြည်ရဲ့ရင်းမြစ်ပေါင်းများစွာဆုပ်ယူဝါမျိုးနေ၍တိုင်းပြည်ဖြူကားပြားကစားလာပြီလို့လည်း၎င်းကပြောဆိုပါတယ်။ ငလင်တန်းကြောင့်အသက်ဆုံးရှုံးရတာဖြင့်ငလင်လောက်ခတ်ပြီးနောက်မှာစနေကြတဲ့ကုညီကယ်ဆယ်မှုတွေမလုံနိုင်တဲ့အတွက်ဆုံးရှုံးရမယ့်အသက်တွေလည်းမနေနိုင်မှုကဘာတင်နေတဲ့၍တဘာဝဘေးအန္တရာယ်ဆိုတာရှိနေအောင်ပါပါတဘာဝဘေးအန္တရာယ်ကိုချိန်မုံပြုလို့မရဘူးဒါပေမဲ့တဘာဝဘေးကိုညီညွတ်တဲ့အားသာရှိရင်ကျွန်တော်တို့ချိန်မုံနိုင်ပါမယ်တဘာဝဘေးအန္တရာယ်ကိုကြိုတင်တားဆီးလို့မရပါဘူး ဒါပေမဲ့အာနာရှင်ဘေးကတော့ကျူတင်တားဆီးကောင်ဝင်ကြဖို့လိုပါမယ်လို့ဒေါက်တာဆိုးသူရဆောင်ကဆီယနာရှင်စနစ်တိုက်ပြနိုင်ရေးကိုတိုက်တွန်းထားပါတယ်အနာရှင်ဘေးကိုပယ်တတ်နိုင်မှ နောင်လာမဲ့သဘာဝပိသားမှာကအနေအပေါင်းဆောင်ကြုံလာတိုင်းနိုင်ငံရေးစနစ်ကောင်းကောင်းပေါ်ချိတ်ခံပြီးတော့အထူးကအနေဆောင်ဖြစ်အောင်လှုံ့ဆော်နိုင်မယ်လို့လည်းအသိပေးထားပါဗျ။ အာနာရှင်အမျိုးမျိုးဆက်ရှိနေပါကမျိုးဆက်သစ်များအရွယ်ရောက်လာချိန်တွင်လည်းနောက်ထပ်နောက်ထပ်သောလူသားအရင်းမြစ်ဆုံးရှုံးရမှုများထပ်ဖြစ်နေမယ်လို့ဒေါက်တာဆူသူရဇောကဆိုပါတယ်။ဆက်လက်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းရွှေဘုံနဲ့စင်ကူမျိုးနယ်ရှိ NUG စုံမအုပ်ချုပ်နယ်မြေများတွင်ငလင်ချောင်းပြည်သူ၄၀ကျော်တေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းမျိုးနဲ့ရွှေဘူးမျိုးနဲ့စင်ကူးမျိုးနဲ့ရှင်အမျိုးသားညညရဲ့အစိုးရအနေချင်းရဲ့စူမုံအုပ်ချုပ်နေမြများတွင်ငလင်နန်းဆောင်ပြည်သူ၄၀တူတည်ဆုံခဲ့ကြောင်းအနေချင်းရဲ့ကာကွယ်ဝင်စီဌာနပြည်တော်စုဝင်စီဦးရီမွန်ကအသိပေးပါရယ်ရှနေမလာ29ရက်နေ့လယ်ပိုင်းထိရရှိထားတဲ့စီနေရစကိုင်းမျိုးပေါ်မှာပါစကိုင်းမျိုးနယ်တွင်16ဦးရွှေဝုံမျိုးနယ်တွင်2ဦးနဲ့စင်ကူးမျိုးနယ်တွင်21ဦး စုစုပေါင်း52ဦးငလီနံကြောင့်သေဆုံးခဲ့ရတယ်လို့ဝင်ကြီးဦးရင်မောင်ကသူ့ရဲ့ Facebook မှာအသိပေးထားပါရယ်။ထို့ပြင်ထိခိုက်ဒဏ်ရာရသူများပျောက်ဆုံးနေသူများလည်းရှိနေကြောင်းအသိပေးထားပြီးတော့အရေးအတွက်ကိုတော့ဖော်ပြမထားပါ။ပြည်သူချင်းစောင့်ရှောက်ရမယ့်အချိန်မှာပဲငလင်တန်တဲ့ပြည်သူတွေကိုတနိုင်နာကူညီစောင့်ရှောက်ပေးကြဖို့နှိုးဆော်ပါတယ်လို့ဝင်စီကတိုက်တွန်းထားပါတယ်။ အန်ယူဂျီကောင်ဝဲဝင်ကြီးကငလင်းဘေးတင့်ပြည်သူများကိုတက်ဆန်းသမျှအစွမ်းကုန်ကူညီပေးရန်မလ28ရက်နေ့ကတည်းကပြည်သူ့ကောင်ဝဲအဖွဲ့ပါကာဖရဲဘော်များကိုညွှန်ကြားထားပါတယ်။ထို့ပြင်အန်ယူဂျီကငလင်းဘေးတင့်ပြည်သူများအားပြည်သူ့ကောင်ဝဲတပ်ဖွဲ့ဝင်များနဲ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များကစကိုင်းတိုင်းတွင်ကူညီဆောင်ရွက်ပေးနေသည့်မှတ်တမ်းတပ်ပုံများကိုယနေ့ထုတ်ပြန်ခဲ့ပါတယ်။ တနိုင်ငံလုံးတိုင်းတာနဲ့ထိခိုက်မှုတွေသေဆုံးမှုတွေပျောက်ဆုံးမှုတွေဒါတွေကိုတော့ MOHDAM နေနဲ့ကနအူးထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ကျွန်တော်တို့စူမိုထင်းချုံနယ်မြေတွေမှာရှိတဲ့သေဆုံးထိခိုက်ပျက်စီးခြင်းကိုလည်းအသေးစိတ်သိရဖို့ပြုစုနေတာရှိပါတယ်။အကုန်လုံးတော့ဈေးနေကစုံလင်တဲ့အခြေအနေတော့မရှိသေးပါဘူး။ လက်ရှိအခြေအနေအရဖုန်းလိုင်းတွေပြတ်တောက်တာတွေအင်တာနက်လိုင်းပြတ်တောက်တာတွေဒါတွေကလည်းရှိနေတဲ့အတွက်စီးနေကောက်ယူနေတုန်းရှိပါသေးတယ်လို့အမျိုးသားညညွေရေးအစိုးရအန်ယူဂျင်းဝင်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဖုန်းလက်ကပြောပါရယ်အန်ယူဂျီရဲ့ရမန်နေ့ထုတ်ပြန်ချက်တွင်လည်းစိုးမိုးထင်းချုံနေမည်များတွင်ကုညီကင်စည်လုပ်ငန်းများ ပြည်လည်နေရာချထားရင်းနဲ့ထူထောင်ရေးလုပ်ငန်းများကိုအချိန်နဲ့တပြေးညီဆောင်ရရန် အချားငလင်တန်းခန့်ဒေတာရှိလူရုအခြေပြုအဖွဲ့များနှင့်ပြည်သူများနေဖြင့်လည်းအချင်းချင်းစာနာဖေးမှအပြန်အလှန်ကူညီဆောင်ရှောက်ဖို့အတွက်မြေတားရခန့်ထားပါရယ်အန်ယူဂျီလူသားချင်းစာနာထောက်ထားရေးနဲ့ဘီအန်ဒီရဲ့ဆိုင်ရာစီမံခန့်ခွဲဝင်ကြီးနေဖြင့်လက်တလုံးငလင်ပေးတံကြောင့်အရေးပေါ်အထောက်ပံ့အကူအညီလိုအပ်လျက်ရှိသောနေရာဒေသအသည့်တီမှဘေးသင့်ပြည်သူများအတွက် ၊ကုညင်ကယ်ဆယ်ရေး၊စာနယ်ရိက္ခာထောက်ပံ့ရေး၊ပြည်လည်နေရာချထားရေးကိစ္စများအစွမ်းကုန်စူးစမ်းနေကြောင်းယနေ့ထုတ်ပြန်ထားပါရယ်။အဆိုပါကိစ္စရပ်များအတွက်ပြည်သူများနေဖြင့်ပအဝင်လူရန်းနိုင်ကြောင်းအသိပေးထားပြီးလက်ခံရရှိသောကယ်ဆယ်ရေးအလှူငွေများကိုငလင်ပေးတန်တဲ့ပြည်သူများထံမြေပြင်ရှိတိုင်းရိုက်ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းများနဲ့ချိတ်ဆက်ထောက်ပံ့ပေးသွားမယ်လို့လည်းအသိပေးထားပါရယ်။